မင်္ဂလာပါကျွန်တော်ကိုအတန်းတက်ရှိလေးတင်ထားပေးရပို့ဆောင်ပါပေါ့ ါ့နော်ကျွန်တော်ကိုညီမလေးတယောက်ကလာမေးထားပါတယ်ကျွန်တော်ကဒီမှာဆိုရင်ဟိုပါလစာကိုတရက်နေ့ရနေ31ရက်နေ့အထိ တွက်တယ်ပေါ့ဒါပေမဲ့တချို့ယုံနေကအဲလစာကို26ရက်နေ့ကနေနောက်လ25ရက်နေ့အထိတွက်တယ်ပေါ့ရှေ26ရက်နေ့ကနေလက်ရှိလရဲ့25ရက်နေ့အထိတွက်တယ်ပေါ့ဥပမာဒီမှာဆိုမတ်လဆိုရင် February 26ကနေမတ်လ25အထိတွက်တယ်ဆိုရင်ရောဘယ်လိုမျိုးစရင်ဆွဲရဘယ်လိုမျိုးဆွဲရမလဲပေါ့အဲ့ဒါဆိုကျွန်တော်တို့ကအဲ့လိုဆွဲဖို့ဆိုရင်တော့ဒီ date ကလေးတွေကိုပဲကျွန်တော်တို့ပြ ြင်ဖို့လိုပါတယ်။နောက် date ကလေးတွေကိုပြင်ဖို့လိုတယ်။ဒီမှာလည်းကျွန်တော်ကတခါတည်းပဲတန်းပြခြင်းနဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ date တွေကိုဒီ date ရဲ့ဒီ date ရဲ့ပြီးတော့ဒီ date လေးတွေရဲ့ဟိုလာပြင်လိုက်ရင်ကျွန်တော်ရဲ့အဖြေကမှန်သွားမှာ။ကျွန်တော်တို့အဲဆိုရင်လုံလို့ရပြီပေါ့နော်။အဲဆိုကျွန်တော်ဒီမှာတွက်ကြည့်မယ်။ဒီမှာဆိုရင်ကျွန်တော်ကဒါလေးကိုဇူလိုင်လို့ထားလိုက်မယ်။အဲဇူလိုင်လရှိတယ်ဆိုတော့ပထမဆုံးရက်ကိုဆိုရင်ကျွန်တော်ကဒီလိုမျိုးလေးတွက်လိုက်မလဲဆိုတော့ကျွန်တော်က date function လေးနဲ့ပဲတွက်လိုက်မယ်။ ဒီဒီတဲ့အရင်လိုပါပဲအရင်ရှေ့မှာတွက်ခဲ့တဲ့လိုပဲ date function နဲ့ပဲရက်နေရာလေးမှာကျွန်တော်25လို့ပြောင်းလိုက်မယ်နော် date ရီယာကဒီကောင်လပေါ့နော်လကကျွန်တော်တို့ကအဲ့မှာတွက်တယ်လို့ပဲ match function နဲ့တွက်ရမယ် match look at value ကဒီကောင်ကျွန်တော်တို့ရဲ့ဒီဟိုဟာ table လေးရှိတယ်နော် table ကကျွန်တော် table 2မှာရှိရဲဆိုတော့ table 2, 0အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့က -1 လို့ခံလိုက်ပါမယ် ဒီမှာ match ကဒီလဆိုရင်ခွန်လို့ပြီးမှကျွန်တော်တို့ကခုနလပိုင်းဇူလိုင်အတွက်တွက်မှာမဟုတ်ဘူးပထမဆုံးရက်ကိုဇူလိုင်ရဲ့ရှေ့ကလဖြစ်တဲ့အတွက် minus 1ခံလိုက်မယ်အဲ့ဒါပြီးရင်တော့ကျွန်တော်တို့က26ကစမှာမို့လို့26လို့ရေးလိုက်မယ်နော်အဲ့ဆိုဒီမှာရသွားရင်နော်26လို့ရေးလိုက်ဒါဆိုရင်26ဟုတ်ပြီဒါလေးပြီးသွားပြီဆိုရင်ဒီပေါ်မှာလည်းကျွန်တော်တို့ဒီ date လေးကိုလာတက်မယ်နော်ဒီမှာတက်မယ်ဆိုတော့ဒီနေရာမှာတက်မယ်ဆိုတော့ equal date function ကိုပဲကျွန်တော်ပြန်သုံးပါမယ်ခဏနေရလို့ပဲရာเนาะမန်ကကြတော့ကျွန်တော်ခဏနေရလို့ပဲ MADCH match lookup value ကဒီကောင် lookup away ကတော့ကျွန်တော်တို့ကဒီမှာရှိရเนาะဒီ table ဆိုတော့ကျွန်တော်တို့ကဒီကောင်ကိုသွားမှတ်လိုက်မယ်ဆိုရင် table 2, 0ပေါ့เนาะ0အဲ့ဒီထဲမှာ -1, 26 ဒါဆိုရင်26ရက်ဂျွန်လ2025လို့ရပြီ။ဒီမှာကတော့ဒီမှာလည်းအဲ့လို date လေးနဲ့ date function လေးနဲ့ပဲသုံးမယ်။ရီယာကဒီကနော်ဂျူလာကအမှန်ကကြတော့ match နဲ့ပဲကျွန်တော်တွားလိုက်မယ်။ lookup value ကတကောင်ခဏနေတော့ကလို့ table 2, 0အာပြီးရင်တော့0.25ဒိတ်ကတော့ကျွန်တော်ရိုက်ထည့်လိုက်မယ်25 ဒါဆိုရင်25ဂျွန်25ဆိုပြီးရလာပြီနော်25ရဲ့ဂျွန်လ2025ဒါဆိုရင်ရတော့ကျွန်တော်ဒီမှာဆိုရင် ပြောင်းလိုက်မယ်ဂျွန်လို့ပြောင်းလိုက်မယ်ဆိုရင်26ရဲ့5လပိုင်း25 25ဂျွန်25နော်ဒါဆိုရင်ရသွားပြီအဲ့ဆိုကျွန်တော်တို့ကဒါလေးတွေလည်းမှန်နေပြီကျွန်တော်ဒီမှာဒီလို function လေးကဒီမှာဘယ်လိုရေးထားရလဲဆိုတော့ if တကယ်လို့ and function နဲ့ဆက်လိုက်တယ်ကျွန်တော် argument နှစ်ခုဖြစ်သွားလို့ကျွန်တော်ကဘာလဲဆိုတော့ဒီကောင်းဒီ m2 တက်လဲငယ်ရမယ် နော်ဒီပထမဆုံးဆက်စပ်ခြင်းရက်ဒီ M2 နဲ့ M2 နဲ့လည်းညီရမယ်ပေါ့ဆက်စပ်ခြင်းရက်ဒီ M2 တက်ညီရမယ် M2 နဲ့လည်းညီရမယ်ဒို့မဟုတ် M2 တက်ကြီးရမယ်နော်26ဖြစ်ခြင်းဖြင့်26မဖြစ်ဘူးဆို26ထက်ကြီးရမယ်အဲ့တော့ကျွန်တော်တို့က M2 တက် M2 နဲ့ညီရမယ်မဟုတ်ရင်ကြီးရမယ်နောက်တစ်ခုကကျတော့ဒီကောင်တက်လည်းငယ်ရမယ် အဲ့ဆိုတော့ m2 တက်ညီရမယ်ကြီးရမယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒီ q2 တက်ငယ်မယ်ဆိုရင်ဒီ i7 ကို +1 ပေါင်းမယ်လို့ပြောလိုက်တယ်နော်အဲ့ဆိုပြီးဒီပေါင်းစံလေးကိုရေးလိုက်တယ်ရေးပြီးရင်ဆွဲလိုက်ပြီဆိုရင်အဖြေရသွားပြီဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အဖြေလေးတွေရသွားပြီမှန်သွားပြီပေါ့နော်အဲ့ဆိုတော့ဒီမှာပြောင်းတိုင်းအဖြေလေးတွေလိုက်ပြောင်းသွားမှာပါကျွန်တော်ဒီကပေါ့နော် formula လေးတွေကိုအဲကျွန်တော် second shot လေးရိုက်ပြီး ကွန်မန့်မှာထည့်ထားပေးပါမယ်တကယ်လို့ရှေ့ကပေါ့နော်ကျွန်တော်အတန်းတက်ရှိတင်ထားတဲ့ဗီဒီယိုကိုအရှိကိုမကြည့်ရသေးဘူးဆိုရင် YouTube Facebook page မှာတော့ကြည့်လို့ရပါတယ် TikTok မှာကျတော့ဒီဗီဒီယိုကြာတော်တော်လေးရှိတာမို့လို့တင်ရတာအဆင်မပြေလို့ပါဒါလေးကိုတော့ကျွန်တော် TikTok မှာတင်ထားပေးပါမယ်ဒီဗီဒီယိုရဲ့အစအဆုံးအတန်းတက်ရှိဆွဲတဲ့အစအဆုံးကိုတော့ YouTube နဲ့ Facebook ကျွန်တော်ရဲ့ YouTube နဲ့ Facebook page မှာကြည့်ပေးပါကျွန်တော်လင့်လေးချထားပေးပါမယ်ကျေးဇူးတင်ပါတယ်မရှင်းတာရှင်ပြန်လာမေးလို့ရတယ်နော်